မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Lowe Fighter အကြောင်းပါမယ်ပြီးတော့မှ Alexander Usyk နဲ့ Daniel Dubois ရဲ့အကြောင်းပါမယ်ပြီးတော့ Nao နဲ့ Gontoroni ရဲ့အကြောင်းနောက်ဆုံးမှာတော့ D-Rider နဲ့ Bonnike ရဲ့အကြောင်းပြောပြပြီးတော့ဖြစ်ပါတယ် Okay ပထမအဦးဆုံးကကျွန်တော် UFC မှာတော့မှမကျင်းပတဲ့ဒီ Super Heavyweight ပွဲအကြောင်းပြောပြပြီးတော့မှဖြစ်တယ် ဒီပွဲကအရင်တစ်ပတ်ကပဲ KSW promotion မှာကျင်းပသွားတဲ့ super heavyweight ပွဲစဉ်မှာဒီပွဲမှာ England fighter Eddie Hall နဲ့ Poland fighter Pesian Noski တို့ရှင်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်ဒီပွဲမှာပထမအချိန်မှာပဲ TKO နဲ့ England fighter ကြီး Eddie Hall ကအနိုင်ရရှိသွားတာဖြစ်ပါတယ်အဲ့တော့ဒါမျိုး super heavy ပွဲစဉ်ဆိုတာကျွန်တော်တို့ဒီ UFC မှာတော့မကျင်းပအောင်ဗျာဒီ MMA promotion ဒီမှာလဲပုံမှန်ကျင်းပလည်းမရှိဘူး ဒါပေမဲ့ KSW ကလက်ရှိအချိန်တွေခွင့်ပြုထားတာဖြစ်ပါတယ်။အဓိကတော့ operator တွေစိတ်ဝင်စားမှုရှိရပါတော့။တကယ်လည်းကြီးလို့ကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ဒီ fighter နှစ်ယောက်စလုံးကကပအတံမှာဆုံးစုတစိမ့်ရရှိထားတဲ့ fighter တွေဖြစ်ပါတယ်။ပြီးတော့အရင်ကလည်း2018မှာပေါ့နော်ဒီ Martin Ford နဲ့ဒီ Iranian Hawk ပေါ့နော်သူတို့နှစ်ယောက်ရဲ့ပွဲလဲတခါပွဲသေးပြီးတော့ပြီဒါပေမဲ့အကြောင်းမျိုးမျိုးကြောင်းပေါ့နော်ဒီပွဲပြတ်သွားတယ် ပရိတ်သတ်တွေတော့စိတ်ဝင်စားမှုအမြင့်ဆုံးထည့်ရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဘယ်တော့ပြန်ပြီးတော့အပွဲပြန်သေးပေးမလဲတော့ကျွန်တော်မသိရသေးဘူးနော်။အဲ့တော့အဲ့လိုမျိုးပါအဲ့တော့ Martin Ford နဲ့အခု Eddie Howe ကလည်းအတူတကွ training လေ့ကျင့်တဲ့ bowler တွေဖြစ်ပါတယ်။ကြားနိုင်ငံမှာလည်းအများကြီးရှိပါသေးတယ်။ဒီတရုတ်ပြည်မှာလည်းရှိတယ်ပြီးတော့မှ American နိုင်ငံမှာလည်းဒီလိုမျိုး giant ပေါ့နော်တကယ့်ဟိုတန်မာပြီးခန္ဓာကိုကြီးတဲ့ super heavyweight တွေအများကြီးရှိပါတယ်။ โอเคအဲ့တော့အခုကြည့်ရှုနေတဲ့အင်ဂျင်ကိုလည်းဒီလိုမျိုး super heavy ပွဲစဉ်ကြည့်ချင်ကြလားဗျတစ်ချက် comment ပေးခဲ့ကြပါနော်အဲ့ဒါတော့ဒီ KFW promotion မှာကျင်းပသွားတဲ့ super heavy ပွဲအကြောင်းဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့စိန်လုံးချောရဲ့ပွဲအကြောင်းပါကျွန်တော်တို့မြန်မာ lowweight fighter စိန်လုံးချောကဒီနေ့ပဲဘန်ကောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီပွဲကအခုလာမယ့်တောက်ချိုင်ည9:00နာရီမှာကြည့်ရှုရမှာဖြစ်တယ်သူရဲ့ပြိုင်ဘက်ကတော့ rock section ဆိုတဲ့ fighter ဖြစ်ပါတယ် တော့သူတို့နှစ်ယောက်ရဲ့အကြောင်းကိုအရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ဆက်ပြတာဖြစ်ပါတယ်အဲ့မှာတော်ရောက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တောက်ကြံရမှာအတူတကွအားပေးလိုက်ကြရအောင်ဗျာနောက်ထပ်တင်းတစ်ပုတ်ကတော့ဘာလဲဆိုရင်ကပ heavyweight ပေါင်စင်ပွဲစဉ်ဖြစ်ပါတယ်ဒါကတော့ရှုံးပွဲမရှိသေးတဲ့ Alexander Usyk နဲ့ Daniel Dubois တို့ရဲ့မကြေပွဲပွဲစဉ်ဖြစ်ပါတယ်အရင်ရက်ကဒီ Wembley Stadium မှာပဲပထမအဆုံး face off လုပ်သွားတာဖြစ်ပါတယ် ဒီမှာလည်းမသိကြောက်ပြတယောက်နဲ့တယောက်ကတန်းနဲ့ဟိုတွန်းလိုက်ဒီတွန်းလိုက်တယ်ပေါ့နော်ဒီလုံချုံရဲကြီးပြန်ပြောတားယူရတဲ့အဆင့်တစ်ဖြစ်ခဲ့တာပါအဲ့တော့ပွဲထိုးမဲ့ရက်ကတော့လာမဲ့ဇွန်လ19ရက်နေ့ပါပထမပွဲစဉ်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီအိုလဇန်ဒါဥစစ်ဘက်ကပဲဒီအလေးထိုးအနိုင်ရခဲ့တာပါအမှန်တိုင်းတော့မဟုတ်ဘူးငါချီလောက်ရောက်သွားတဲ့အချိန်မှာဒီကြွတ်သားပေါ့နော်ကြွတ်သားတူးတွေပုံများတဲ့ဒူဘွာကနည်းနည်းလေးကြလာတယ်အဲ ဒီ gap မလုံတော့တဲ့အခြေအနေတွေဖြစ်ခဲ့တယ်။အဲ့တော့ရှစ်ချီမြောက်မှာ Alexander Osi ရဲ့ညာဘက်ဓာတ်တိမိသွားတယ်။ခေါင်းမူပြီးတော့တော့မှပြန်ထလာနိုင်ခြင်းမရှိတော့ဘူး။အဲ့မှာပဲပွဲသိမ်းသွားတာဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုရင်ဒီပွဲကအာမကြေပွဲမျိုးပြန်ထိုးဖို့လည်းအစီအစဉ်မရှိဘူးဗျာအရင်တည်းကပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာဒူဘွာကဘာဖြစ်လဲဆိုရင်ဒီအိုလဇန်ဒါဥစစ်ကဒီအလေးတော်မထိုးနိုင်ခဲ့တဲ့ဖိုက်တာဗျာအဲ့ဒါဒီအန်တိုနီဂျော်ရှောပေါ့နော် အန်ထိုနီဂျိုရှွာကိုဒူဘွားကအလေးထိုးနိုင်ခဲ့တယ်ဗျ။ဝါအဲ့တော့ဒါကလုံးဝထိုက်တန်တယ်ဗျာ။ပြောမှဆိုရင်မကျေပွဲပြန်ထိုးမယ့်အခွင့်အရေးလည်းရသင့်ပြီဆိုပြီးတော့ဒီပရိတ်သတ်တွေကလည်းထင်မြင်ခဲ့ကြတာပေါ့နော်။အဲဒါကြောင့်ပဲဒီပွဲပြန်ဖြစ်လာတာဖြစ်ပါတယ်။အဲ့တော့အိုးစစ်ကဒိုင်ဇန်ဖျူရီကိုနှစ်ချိန်တော့အမှတ်နဲ့အနိုင်ရပြီးသွားပြီ။ပြောမှဆိုရင်ပြန်ပက်ကင်းဖြစ်နေပြီဗျာ။ပေါ်စင်လောကမှာ heavy weight မှာသူ့ကိုရှင်နိုင်လို့မရှိတော့ဘူး။လက်ရှိအချိန်မှာအကောင်းဆုံး fighter က Osip ပဲဖြစ်ပါတယ်။ အဲ့ဒါဘယ်လိုမှငြင်းလို့မရဘူးဒါပေမဲ့ခုနကပြောခဲ့တဲ့အတိုင်းပဲအိုစစ်ကအင်တနီဂျော်ရှူအာကိုအလေးမထိုးနိုင်ခဲ့ဘူးဒူဘွာကအလေးထိုးနိုင်ခဲ့တယ်အဲ့ဒါကြောင့်ဒီမကျေပွဲကပြန်ဖြစ်လာတာပေါ့နော်ဟုတ်ပြီအဲ့တော့အနိုင်ရှောင်းကိုကျွန်တော်ခံမှန်ပေးရမယ်ဆိုရင်အော်လဇန်နာဦးစစ်ကစားတဲ့ပုံစံကအခက်မြင်မြန်ကစားတယ်လက်တီထိုးချက်တွေလည်းပြင်းတယ်ဒီ combination punch တွေတော်တော်လေးကိုကောင်းတယ်ပြီးတော့ဘလပေါ့နော်ပြောမယ်ဆိုတော့ကြွက်သားအများကြီးမရှိဘူးဆိုတော့အရှောင်တိုင်းတွေတော်တော်လေးကောင်းပါတယ် နောက်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီဒူဘွားပေါ့နော်ဒူဘွားကဘယ်လိုမျိုးပုံစံလဲဆိုရင်လက်တီးတပေါက်နဲ့ခွန်အားနဲ့လုံးဝတစ်ချက်ထဲနဲ့အမှောက်တိတ်နိုင်တဲ့ပုံစံဒီကစားကွက်ဖြစ်ပါတယ်အဲ့တော့ဒီဖိုက်တာနှစ်ယောက်စလုံးရဲ့ပုံစံကကွဲထွက်တယ်တိုက်ခိုက်ပုံချင်းလည်းမတူပါဘူးအဲ့တော့ဒီဘွားကပထမအခြေအနေလေးချီအတွင်းမှာဒီဒူဘွားဘက်ကအလဲမထိုးနိုင်ခဲ့ဘူးဆိုရင်တော့နောက်အခြေအနေမှာတော့ဒီအော်လက်ဇန်ဒါဦးစစ်ရဲ့အခြေပဲဖြစ်သွားနိုင်ပါတယ် ျွန်တော်ခတ်မှန်းတော့အရင်ပွဲအတိုင်းပဲပြန်ဖြစ်သွားနိုင်ပါတယ်အရင်ပွဲက၈ချီပေါ့နော်ဒီတစ်ကြိမ်တော့၉ချီလောက်မှာအိုစစ်ကပဲအလေးထိုးနိုင်မလို့ကျွန်တော်ခတ်မှန်းချင်ပါတယ်ဘာလို့ဆိုရင်၄ချီအတွင်းမှာဒီဒန်နီယယ်ဒူဘွာရဲ့လက်တီထိုးချက်ကြောင့်အိုလက်ဇန်နာအိုစစ်မှောက်သွားနိုင်ချေတော့ကျွန်တော်တော့မထင်ဘူးဗျသမလားအခုမှအတွေ့အသက်ကလည်းဒီအိုစီရဲ့အသက်က38နှစ်ပဲရှိသေးတယ်ဗျာ။ဒန်နီယယ်ဒူဘွာကအသက်29နှစ်။အသက်ကွာလာတော့ကွာတယ်။ဒါပေမဲ့အိုစစ်က 38နှစ်ဆိုတော့အရင်ကြီးကြတဲ့ fighter မျိုးမဟုတ်သေးဘူးဗျာဒီဘောင်ချင်းပိုင်းမှာတော့45အထိကောင်းကောင်းကစားနိုင်ပါသေးတယ်အရင်ကလည်းအိုစစ်ကအလေးထိုးခံရတာမျိုးလည်းမရှိဘူး Tyson Fury လိုမျိုးတကယ့် power ပြင်းတဲ့ fighter နဲ့တော့မှအရှင်ပြန်ခဲ့ပြီးပါပြီအဲ့ဒါကြောင့်ကျွန်တော်က Daniel Dubois ရဲ့လက်တီးကိုလည်းအိုစစ်ကခံနိုင်မယ်လို့ကျွန်တော်ထင်တယ်ပြောချင်တာကတော့ အစိုးပိုင်းပေါ့နော်လေးချီမှာတော့ဒူဘွာဘက်ကအမောက်တိတ်နိုင်ဖို့တော့မလွယ်လောက်ဘူးလို့ထင်တယ်အဲ့တော့ငါချီနောက်ပိုင်းကတော့တိတိအတိုင်းပဲဒူဘွာကကြက်တာဒုတင်များတယ်ပြီးတော့အရှောင်းသိန်းပုံစံမျိုးသိမ်းမလွတ်နိုင်ဘူး gap ကျလာတဲ့ပုံစံမျိုးအနေအထားမှာဖြစ်လာနိုင်ပါတယ်ဒါအရင်ပွဲအတိုင်းပဲပေါ့ဗျာပြောမစွင်ဟိုချစ်ကတော့ခက်မြမြန်နဲ့ကစားတယ်ပွဲချိန်ပြည့်ခက်မြမြန်နဲ့ကစားတဲ့ fighter ဖြစ်တဲ့အတွက်နောက်အခြေတွေမှာအိုစစ်ပင်အနိုင်ရသွားမယ်လို့ကျွန်တော်ပြန်ပြီးတော့ခံမှန်ပေးချင်ပါတယ် okay ဒီပွဲကတော့လာမယ့်ဂျွန်လိုင်း19ရက်နေ့မှာကြီးရှုရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်တရင်တစ်ပွဲကပါလဲဆိုရင်နောင်အိုနဲ့ကောင်ထော်နေပါ။အခုလာမယ့်စနေနေ့မနက်မှာကြည့်ရမယ့်ပွဲစဉ်ပါ။အဲ့တော့ဒီပွဲကလည်းမကြေပွဲဖြစ်ပါတယ်။ကောင်ထော်ရီနီဘက်ကပြောထားတာတော့အရင်ပွဲမှာတော့သူအချိန်ဆွဲပြီးကစားတယ်ပေါ့ဗျာ။ပြောမှဆိုရင်လည်း သူ့ရဲ့ပြိုင်ဘက်ကိုအားနာတဲ့ပုံစံမျိုးနဲ့ကစားခဲ့တယ်ပေါ့နော်။အဲတော့ဒီပွဲမှာတူလုံးဝအချိန်ကိုစောင့်ဆိုင်းနေမှာမဟုတ်ဘူး။စတိုက်ကိုတိုက်ဆစ်ဆင်သွားမှာဖြစ်ပြီးတော့နောင်ကိုအမှောင်သိပ်ပြသွားမယ်ဆိုပြီးတော့ဂျုံဝါပြောဆိုထားတာဖြစ်ပါတယ်။အဲတော့ယုံကြည်မှုအပြည့်နဲ့အကောင့်ထော်ရင်ဘက်ကဖွင့်ပြောထားတာပေါ့နော်။နောင်အိုဘက်ကလည်းဘယ်လောက်ထိယုံကြည်မှုရှိနေလဲဆိုရင်ဒီပွဲကိုအနိုင်ယူပြီးတော့သူကချန်ပီယံကပတ်လူဖို့အထိ ပြောဆိုနေပြီဖြစ်ပါတယ်ပြောချင်တာသူ flyweight မှာချန်ပီယံပြန်ဖြစ်မယ်ပေါ့ဗျာ တော်မလားအဲ့လိုမျိုးထိယုံကြည်မှုပြည့်နေတာဖြစ်ပါတယ်အဲ့တော့စောင့်ကြည့်သွားကြတာပေါ့ဗျာဒီပွဲကတော့နာမည်စနေနေ့မနက်မှာကြည့်ရှုရမှာဖြစ်ပါတယ်โอเคဘယ်သူနိုင်မယ်လို့ထင်ကြပါလဲအောက်မှာ comment channel ပေးကြပါနော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အဲ့ဒါတော့ Brainia Director ရဲ့ပွဲစဉ်အကြောင်းပါဒီပွဲက Brainia Director နဲ့ဘုံနိခေရဲ့ပွဲစဉ်မှာ Middleweight ပွဲစဉ်မှာဟုတ်ပြီအဲ့တော့ Brainia Director ရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်သူက Kill Clip SC မှာ လက်ရှိမင်းသားနာမည်ကြီးမင်းသားလို့ဖြစ်နေပါပြီ။တုံးလားခေကလေးစီမာဒီကမာရိုအူစမန်လည်းပြန်မလာတော့ဘူးပြီးတော့အိုအောင်လအန်ချာလည်းအဲနောက်ဆုံးအနားယူသွားမဲ့အခြေအနေထိဖြစ်နေပြီပေါ့နော်။ပြီးတော့ UFC မှာနာမည်ကြီးတဲ့ Brandon Allen Brandon Allen ကလည်း middleweight တန်း fighter ပါ။ဒါပေမဲ့အရင်ကြီးတိုးတက်လာတဲ့တိတ်မတွေ့ရအောင်တုံးလားနောက်ပိုင်းမှာရှုံပွဲတွေများလာနေတယ်။ပြီးတော့နောက်ဆုံးတယောက်တော့ Gabe Van ဂဲဘပန်လည်းအသက်38နှစ်ရှိပြီဆိုတော့ချန်ပီယံပြန်ဖြစ်ဖို့ကတိတ်မလွယ်ကူတဲ့အခြေအနေရှိနေပါတယ်။ပြီးတော့အခြားဖိုက်တာတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအရန်ကြီးအာနာမည်ကြီးတဲ့ဖိုက်တာတွေမဟုတ်ဘူးဗျာပြောမယ်ဆိုရင်အခုတက်တဲ့ဆန်ဖိုက်တာတွေသူတို့ကတော့အချိန်အများကြီးယူရအောင်မယ်လက်ချင်းရအောင်မယ်ပေါ့နော်အဲ့တော့လက်ရှိ K Click FC မှာယုံကြည်ရတဲ့ဒီဒုံဆောင်ပေါ့နော် K Click FC ကောင်းကောင်းကတော့ Rania Director တယောက်ပဲရှိနေတာဖြစ်ပါတယ်အဲ့တော့အခုပွဲက တင်းကွင်နဲ့မနက်မှာကြီးရှုရမှာဖြစ်တယ်။ဒုတိယကောင်ပွဲအဖြစ်ကြီးရှုရမှာဖြစ်ပါတယ်။ဒီရိတာဘက်ကတော့အရင်အတိုင်းပဲချုပ်ပြတော့ဖို့စီစဉ်နေတာဖြစ်တယ်။ပြီးတော့ဘုံနိခင်ကတော့အမောက်တိတ်မယ်လို့ပြောထားတာဖြစ်ပါတယ်ဗျ။အရင်အတိုင်းပဲဒီရိတာကိုအမောက်တိတ်ပြီးတော့သူ့ရဲ့ဒီရှုံးပွဲမရှိအစံချိန်ကိုစက်ထိန်တော့မယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်တယ်။အဲ့တော့နှစ်ယောက်စလုံးရဲ့ပြောဆိုမှုက ဖြစ်နိုင်လားဆိုရင်ကျွန်တော်တို့အသိမထင်ဘူးဗျဘုံနိခင်ကလည်း Renier Director ကိုအမောက်တိုက်ခုံတော့တိတ်ကျွန်တော်တို့အသိမထင်ဘူးပြီးတော့ Director ကလည်းဒီဘုံနိခင်ကိုချုပ်နိုင်ဖို့ဆိုတော့ကျွန်တော်တို့တိတ်မယုံကြည်ဘူးဗျမဟုတ်ဆိုရင်နှစ်ယောက်စလုံးက ground game မှာတကယ်ဂူးလို့ကြီးတယ်ဗျတကယ်ဆရာကြီးအဲ့တော့ဟောဘက်ကလည်းဘာမှပြန်မလုပ်နိုင်ဒီဘက်ကလည်းဘာမှပြန်မလုပ်နိုင်အခြေအနေပေါ့နော်ဒီ ground game မှာတော့ကျွန်တော်တို့ဘယ်သူမှတာမယ်လို့တော့ကျွန်တော်မထင်ဘူးဗျအဲ့တော့ stand 5မှာပဲရှင်ထိုးတဲ့ပုံစံအနေထားဖြစ်သွားနိုင်ပါတယ် ဟုတ်ပြီလက်တိထိုးချက်မှာတော့ဘိုးနိခေယတာတယ်အထိုးချက်ပြင်းတယ်ဆိုပေမဲ့ data ဘက်မှာလည်း rich တာတဲ့အပိုင်းမှာပြန်ရှိနေပါတယ်။အဲတော့ rich တာတဲ့ data လည်းအမှန်နဲ့ယူသွားနိုင်တလို့ဘုံနိခေဘကလည်းတိကျတဲ့ latitude ထိုးချက်တွေထုတ်တုံးသွားနိုင်ပါတယ်။အဲတော့အနိုင်အရှုံးထက်ဒီနေ့ကတော့သူတို့နှစ်ယောက်ရဲ့ပွဲကိုပြန်ပြောရမယ်ဆိုရင်အမှန်အဆုံးအဖြတ်ထိရောက်သွားနိုင်တဲ့ပွဲလို့ကျွန်တော်မြင်ပါတယ်။ ဲ့တော့ Stanford wine မှာတော့ဒီ bonus ခင်ပြောတော့အနည်းငယ်တော့ဗောနော်နည်းနည်းလေးပေါ့ပြောမယ်ဆိုရင်အနည်းငယ်တော့ပိုတာလိမ့်မယ်ဗောနော်အာအဲ့ဒါတော့ကျွန်တော်ရဲ့အထင်မြင်ချက်ပါ Okay ဟုတ်ပြီအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဗျာအခုကြည့်ရှုနေတဲ့ညီကိုရောဘယ်သူနိုင်မလဲလို့ထင်ကြပါလဲအောက်မှာ comment ချခဲ့ပေးကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံမယ်